အားလုံးပဲမင်္ဂလာပါဒီချေကတော့ grade 9တင်ရိုးသစ်တင်ချပါတဲ့ရုပ်ကိုတင်ကြပြီးမယ်ဒေါ်ဤစနိုင်ကျော်ပဲဖြစ်ပါရဲ့ဒီနေ့တင်ကြပြီးမယ့်သင်ခန်းစာကအခန်း၄စကွဲကိန်းများခွဲခြင်းနှင့်သက်သူညီချက်များခေါင်းစဉ်ပဲဖြစ်ပါတယ်။ဒီသင်ခန်းစာမှာဆိုရင်တော့ 4.1နှစ်ထပ်ကိန်းပံကိန်းတန်းကိုနှစ်ထပ်ကိန်းတီပြောင်းပြီးစက်ခွဲကိန်းခွဲခြင်း4.2စက်ခွဲကိန်းများကိုအသုံးပြုခြင်း4.3မတိကိန်းတစ်လုံးပါနှစ်ထပ်ကိန်းပံကိန်းတန်းညီမျှခြင်းများဖြည့်ရှင်းခြင်းလေ့ကျင့်ခန်း4.1 4.2 4.3တို့ပဲပါဝင်ပါတယ်ဒီသင်ခန်းစာကိုသင်ကြားရတဲ့ရည်ရွယ်ချက်ကတော့နှစ်ထပ်ကိန်းပါကိန်းတန်းတစ်ခုကိုနှစ်ထပ်ကိန်းတီ perfect square ပြောင်း၍စက်ခွဲကိန်းခွဲခြင်းကိုသိရှိစေရန် စာခွဲကိန်းခွဲခြင်းနှင့်စာခွဲကိန်းများကိုအသုံးပြု၍မတိကိန်းနှလုံးပါနှစ်ဖက်ကိန်းညီမြခြင်းများကို ဖြည့်ရှင်းခြင်းအကြောင်းကိုလေ့လာနိုင်ရန်ရည်ရွယ်ထားပါသည်4.1နှစ်ဖက်ကိန်းပါကိန်းသန်းကိုနှစ်ဖက်ကိန်းသည်ပြောင်း၍စာခွဲကိန်းခွဲခြင်းနှစ်ဖက်ကိန်းသည်ပြောင်းပြီးစာခွဲကိန်းခွဲခြင်းအကြောင်းမသိခင်မှာဒီချက်တို့ရင်တော့သင်ခဲ့တဲ့ formula လေးကိုပြန်ပြီးတော့လေ့လာကြည့်ကြရအောင်နော် x2 y2 ဆိုတာက x + y နဲ့ x - y ကိုမြှောက်ထားတာပါ x plus y the whole square ဆိုတဲ့အာကိုဖြည့်ရှင်းလိုက်မယ်ဆိုရင် x square plus 2xy plus y square ဆိုပြီးတော့ရပါမယ် x minus y the whole square ကိုဖြည့်ရှင်းရင် x square minus 2xy plus y square ဆိုပြီးတော့ရပါမယ် x cube minus y cube ဆိုတာကြတော့ x minus y တကွင်း x square plus xy plus y square ဆိုတာတကွင်းကိုမြှောက်ထားရပါ x q plus y q ဆိုတာကြတော့ x plus y သကွင် x square minus xy plus y square သကွင်ညှောက်ထားရင်ရပါတယ်။ပေးထားတဲ့နှစ်ထပ်ကိန်းပါကိန်းသံ x square plus bx plus c ရှိ ac မြောက်ဖို့ကိန်းကို b တဝက် e နှစ်ထပ်ကိုပေါင်းထည့်ခြင်းဖြင့်နှစ်ထပ်ကိန်းသည်ပြောင်းနိုင်ပါတယ်။ဥပမာအနေနဲ့ဆိုရင် x square plus 6 plus 5ကိုနှစ်ထပ်ကိန်းသည်ပြောင်းပြီးတော့စကွဲကိန်းခွဲပါမယ်။ x2 6 x 5မှာ x ရဲ့မြောက်ဖော်ခင်းက6ပါဒါဆိုရင်6ကိုတဝက်ဝက်ပေးရပါမယ်6ကိုတဝက်ဝက်တယ်ဆိုတာက1 2နဲ့မြောက်တာနဲ့အတူတူပါပဲဒါဆိုရင်ဒီချေတော့က x2 6 x ကိုအရင်ဆုံးမြောက်ဖော်ခင်း6ကိုတဝက်ဝက်တဲ့အခါမှာ6 over 2ဆိုပြီးရပါတယ်သူ့ကိုနှစ်ထပ်တင်ပေးရမယ်ဆိုတဲ့အတွက်ကြောင့်6 over 2 the whole square နဲ့ပေါင်းပေးလိုက်ပါမယ်နော် ပြီးရင်တော့ဒီချေတော့မူလရှိတဲ့ခင်းက +5 6 over 2 the whole square ကပေါင်းထားရဆိုတဲ့အတွက်ကြောင့်ဒီချိန်တော့မူလကိန်းတန်းပြန်ရခြင်းလေဆိုရင်6 over 2 the whole square ကိုပြန်ပြီးတော့နှုတ်ပေးရပါမယ်။ဒါဆိုရင်ဒီချိန်တော့6 over 2ကိုရှင်းပေးလိုက်ပါမယ်။6 over 2ကိုရှင်းတဲ့အခါမှာ6ကို2နဲ့စားထားဆိုတဲ့အတွက်ကြောင့်3ရပါရဲ့။ဒါဆိုရင်3 square ပါ။အဲ့လိုပဲနောက်က6 over 2ကလည်း6ကို2နဲ့စားတဲ့အခါမှာ3ရတဲ့အတွက်ကြောင့်3 square ရပါရဲ့။3 square ရဲ့တန်ဖိုးက9ပါ။ ဒါဆိုရင်ဒီချက်တို့ကအရှင်းမှာပြန်ပြီးတော့သင်ခဲ့တဲ့ formula ရဲ့အထဲမှာ x2 6x 9ဆိုတာက x y the whole square equal to x2 2xy y square ဆိုတဲ့ formula လေးသုံးထားရတယ်အတူတူပါပဲ x2 2xy y square နေရာမှာဒီချက်တို့ကပထမကိန်း x2 ကတော့ x2 2x နေရာမှာပထမကိန်းက x y နေရာမှာကျတော့ ဒုတိယဂိမ်း3ကိုထည့်ထားပါတယ်။ဝိုင်းစကွဲနေရာမှာကြာဒီချေရော3 square နဲ့ညီပါတယ်။ဒါဆိုရင်ဒီချေရောပြန်ရေးမယ်ဆိုရင် x2 6 8 9ဆိုတာ x 3 the whole square နဲ့ညီပါတယ်။ဒါဆိုရင်ဒီချေရောက x2 6 8 9နေရာမှာဒီချေရော x 3 the whole square ကိုစားထုတ်လိုက်ပါမယ်။ plus 5နဲ့ minus 9ကိုဖြည့်ရှင်းလိုက်တဲ့အခါမှာအပေါင်းနဲ့နှုတ်ဖြစ်တဲ့အတွက်ကြောင့်နှုတ်ပေးရပါမယ်။9နဲ့နေ5ကိုနှုတ်တာ4ကြီးရဲ့လက္ခဏာယူတဲ့အတွက်ကြောင့်မလို့ minus 4ရပါမယ်။ ဒါဆိုရင်ဒီချက်တို့ကဆက်ပြီးတော့ဖြည့်ရှင်းပါမယ် x 3 the whole square minus 4မှာ4ဆိုတာ whole square ပါဒါဆိုရင်နှစ်ထပ်ကိန်း formula ကိုသုံးထားရတဲ့အတွက်ကြောင့်မလို့ x2 y2 x y တခွင်း x y တခွင်းထွက်တယ်ဆိုတဲ့ formula လေးကိုသုံးပေးရပါမယ်ဒါဆိုရင်ဒီချက်တို့က x 3 2တခါရမယ် x 3 2တခါရမယ်ဒါဆိုရင်3နဲ့2နဲ့ပေါင်းတဲ့အခါမှာ5ရရင်ဒါဆို x 5ဆိုပြီးရပါမယ် နောက်ပွင့်မှကြတော့ green ထဲကနေ2ကိုနှုတ်ပေးရမယ်ဆိုတော့အတွက်ကြောင့်1ရပါတယ်ဒါဆိုရင်ဒီချေတို့က x+1 ဆိုပြီးတော့ရပါမယ်เนาะဒါကနောက်ထပ် game ကြီးပြောင်းပြီးတော့စာခွင့် game ခွဲတဲ့ပုံစံလေးဖြစ်ပါတယ်ဥပမာနှစ်ကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်เนาะ 3x2 13x 14ကိုနှစ်သက်ကိန်းတိပြောင်းပြီးစာခွဲကိန်းခွင့်ခိုင်းတာပါပဲ။ဒီမှာဆိုရင်တီချေတို့ကနှစ်သက်ကိန်းတိပြောင်းဖို့အတွက်ကပုံစံက x2 bx c ပုံစံဖြစ်နေရပါမယ်။ဒါဆိုရင်တီချေတို့အရှိမ x2 ရဲ့အရှိမက3မြောက်ဖော်ကိန်းလေးပါနေတဲ့အတွက်ကြောင့်မလို့တီချေတို့ကမြောက်ဖော်ကိန်းမရှိအောင်လို့3ကိုပုံထုတ်ပေးလိုက်ရပါမယ်။ဒါဆိုရင်3 x square minus 13 over 3 x plus 14 over 3ဆိုပြီးတော့ရပါတယ်။3ကိုပေါင်းထုတ်လိုက်တဲ့အတွက်ကြောင့်မလို့ကျန်တဲ့ x ရဲ့မြောက်ဖော်ကိန်းရဲ့14ရဲ့ကိုဒီချက်တို့က3နဲ့ထပ်ပြီးတော့လိုက်စားပေးရပါမယ်။3နဲ့စားတဲ့ဆိုတာက1 over 3နဲ့မြောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့13 over 3 x နဲ့14 over 3ဆိုပြီးတော့ရထားရပါ။ဒါဆိုရင်ဒီချက်တို့က ုနအတိုင်းပဲနှစ်သက်ကိန်းသည်ပုံစံပြောင်းကြပါမယ်။ဒါဆို ACN အမြောက်ဖော်ကိန်းက13 over 3ဖြစ်ပါတယ်။13 over 3ကိုဒီချက်တို့ကတဝက်ဝက်မယ်ဆိုတော့1 over 2နဲ့မြောက်တာနဲ့တူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့1 over 2လေးနဲ့မြောက်ပေးလိုက်ရပါမယ်။ဒါဆိုရင်ဒီချေတော့က1 over 2နဲ့မြှောက်တဲ့အခါမှာ13 over 6ဆိုပြီးတော့ရပါတယ်။ဒါဆို13 over 6 the whole square နဲ့တစ်ခါပေါင်းမယ်။ မူလကိန်းနဲ့ပြန်ရအောင်ဆိုရင်13 over 6 the whole square ကပေါင်းထားရဆိုရင်နောက်မှကြတော့နှုတ်ပေးရပါမယ်။ဒါဆိုတီချယ်တို့ကဆက်ပြီးတော့ရှင်းရအောင်နော်။ဒီမှာဆိုရင်တီချယ်တို့က x minus 13 over 6 the whole square ဆိုပြီးတော့ရပါတယ်။ဒါ x square minus 13 over 3x plus 13 over 6 the whole square ရှင်းနိုင်လို့ရလာပါ။အနောက်က13 over 6 the whole square ရှင်းရတာကြတော့ minus 169 over 36ဆိုပြီးတော့ရထားပါတယ်။ ဒါဆိုရင်ဒီ shell ကဒီအနောက်ကအပိုင်းကင်းလေးတွေကိုအရင်ရှင်းလိုက်ပါမယ်။ဒါဆိုရင် minus 1 over 36ရတယ်။ဒါဆို3 x minus 13 over 6 the whole square minus 1 over 36ဆိုပြီးတော့ရထားရယ်။ဒါဆို1 over 36ဆိုတာကြတော့1 over 6 the whole square နဲ့ညီရယ်။ဒါကြောင့်မလို့ဒီ shell က x square minus y square ဆိုတဲ့ပုံစံရသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ x square minus y square ဆိုတာ x plus y တကွင်း x minus y တကွင်းဖြစ်ပါတယ်။ဒါဆိုဒီ shell ကဒီမှာလဲအဲ့လိုပုံစံလေးဖြစ်အောင် ားလိုက်ပါမယ် x 13 over 6 1 over 6တကွင် x 13 over 6 1 over 6တကွင်ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဒီမှာကတော့အနှုန်းနဲ့အနှုန်းနဲ့လက္ခဏာတူတဲ့အတွက်ကြောင့်ပေါင်းပေးလိုက်ပါမယ် shape ဝင်မှာဆိုရင် x 14 over 6ဆိုပြီးတော့ရပါတယ်နောက်မှကျတော့ minus နဲ့ plus နဲ့ဖြစ်နေတဲ့အတွက်ကြောင့်နှုတ်ပေးရပါမယ်13နဲ့နေ1နှုတ်တဲ့အခါမှာ12ရပါတယ်ဒါကြောင့်မို့ x 12 over 6ဆိုပြီးတော့ရပါတယ်အနောက်က12 over 6ကဒီချေလိုကျင်းလို့ရတဲ့အတွက်ကြောင့်မလို့ ကျင်းလိုက်တယ်ဆိုရင် true ရပါမယ်ဒါဆိုရင်ဒီချေတို့ရဲ့အဖြေက 3x- အရှေ့ရခွင်းမှာလဲ14နဲ့6ကကျင်းလို့ရရဲ true နဲ့ကျင်းလို့ရတဲ့အခါမှာ7/3ဖြစ်လာတယ်ဒါဆိုရင် 3x-7/3 ကတော့ခွင်း x-2 ကတော့ခွင်းဆိုပြီးတော့ရပါမယ်ဒီမှာဆိုရင်ဒီချေတို့က3ကပုံထုတ်ထားရတဲ့3လေးရပြန်ပြီးတော့ဝင်မြောက်ပေးရပါမယ်ဒါဆိုဒီချေတို့က3ကိုပိုင်းကြည့်ပန်နေတဲ့ခွင်းနဲ့မြောက်ပါမယ်ဒါဆိုရင်ဒီချေတို့ကအရှိခွင်းလေးနဲ့မြောက်ပေးရမယ် ဒါဆိုရင်ဒီ share လို့ h minus 7 over 3နဲ့မျှောက်လိုက်တဲ့အခါမှာ3 h minus 7 over 3ကျ3နဲ့3နဲ့ကျင်းသွားတဲ့ခြေသွားတဲ့အတွက်ကြောင့်မလို့7ထွက်လာပါတယ်။ဒါဆို3 h minus 7သကွင် h minus 2တကွင်ဆိုပြီးတော့ရပါတယ်။ဥပမာ၃ကိုဆက်ပြီးတော့လေးလိုက်ကြည့်ကြရအောင်နော်။ x2 6 7ကိုနှစ်သက်ကိန်းတည်ပြောင်းပြီးတော့စာခွဲကိန်းခွဲထန်းခွဲခိုင်းထားပါတယ်။ဒါဆိုရင်ဒီ share တို့က x2 6 7 ဒီမှာဆိုရင်လည်းနှစ်သက်ကင်းပြီးပြောင်းဖို့ဆိုရင်အိတ်ဆင်းမြောက်ပေါ်ကင်းဖြစ်တဲ့ sis ကိုတဝက်ဝက်ပေးရပါမယ်။တဝက်ဝက်တယ်ဆိုတာ1/2နဲ့မြောက်တာပါ။ဒါဆိုရင် x2 6x ကို teacher တို့က6/2 the whole square နဲ့ပေါင်းပေးပါမယ်။မူလကင်းတန်းပြန်ရချင်တယ်ဆိုရင် teacher တို့က6/2 the whole square က ပေါင်းနာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့နှုတ်ပေးရပါမယ်။ဒါဆိုရင်ဒီချေတို့ x 6 over 2ကိုစားလိုက်တဲ့အခါမှာ3ရရဲ့ဒါဆို3 square ဒီမှာလည်း7 minus 3 square ဆိုတော့9ဖြစ်သွားပါမယ်။ a square 6 3 square ဆိုတာကဒီချက်တို့ပုံစံပြန်ပြောင်းပြီးတော့ရေးမယ်ဆိုရင် x 3 the whole square နဲ့တူတူပါပဲအနောက်က +7 နဲ့ -9 ရှင်းလိုက်တာကြတော့ -2 ရပါတယ်ဒါဆိုရင်ဒီချက်တို့က2ကို the whole square ပုံစံပြောင်းဖို့ဆိုရင် square ပါတဲ့ gain လေးပြောင်းမယ်ဆိုရင်2ဆိုတာ root 2နှစ်ခါမြောက်ထားတာဖြစ်တဲ့အတွက်ကြောင့် x 3 the whole square minus root 2 the whole square ဆိုပြီးတော့ရပါမယ်။ဒါဆိုရင်ဒီချက်တို့က x 2 y 2ပုံစံနည်းလေးနဲ့ညီဝါပါပြီ။ဒါဆို x 2 y 2ဆိုတာ x y တကွင်း x y တကွင်း x 3 the whole square root 2 square ကိုလည်းပြန်ပြီးတော့ရေးမယ်ဆိုရင် x plus 3 plus root 2တကွင်း x plus 3 minus root 2တကွင်းဆိုပြီးတော့ရပါတယ်။ဥပမာ1 2 3နဲ့ပုံစံ2ဒေချင်းက4.1 r တက်ကြည့်ပေးကြပါနော်။4.2စကွဲကိမြအကိုအသုံးပြုခြင်းမတိကိန်းနှလုံးကြီးမြောက်လက်သည်တုံညာဖြစ်ခဲ့တော့မြေတို့ကောက်ချက်ချနိုင်မျိုးဥစားလေးလိုက်ကြည့်ကြရအောင်နော်။အကယ်၍ a ရဲ့ b ရဲ့မြောက်တာ0ဖြစ်မဲ့ A ကတော့0မဟုတ်ဘူး B က0ဖြစ်တဲ့အကြောင်းကိုသက်တည်ပြနိုင်ပါတယ်။ A က0မဟုတ်တဲ့အတွက်ကြောင့်မလို့ A ရဲ့လှန်ကိန်း1 over A ရတည်ရှိနေပါမယ်။ A နဲ့ B မြောက်တာက0ရပါတယ်။ဒါကိုဒီချက်တို့က A ရဲ့လှန်ကိန်း1 over A နဲ့နှစ်ဖက်စလုံးကိုမြောက်ပေးလိုက်ပါမယ်။ဒါဆိုရင်1 over a က a နဲ့မြှောက်လို့ရတဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကကျင်းလိုက်တဲ့အခါမှာ b ပဲပြန်ထွက်လာပါမယ်။နောက်ထပ် ညီမြချင်းတစ်ဖက်ကကြတော့0ပဲပြန်ထွက်လာပါလိမ့်မယ်။ဒါဆိုရင် B ဆိုတာ0ရအောင်တက်တည်ပြလို့ရပါရင်ထို့အတူ A နဲ့ B မြောက်တာက0ဖြစ်ပြီးတော့ B က0မဖြစ်ဘူးဆိုရင်တော့ A က0ဖြစ်ကြောင်းဒီနည်းတိုင်းပဲတက်တည်ပြလို့ရပါရင်နော်။ A နဲ့ B တို့ကကိန်းစစ်တွေဖြစ်ပြီး AB မြောက်တာက0ဖြစ်တယ်ဆိုရင် A က0ဖြစ်ရင် ဖြစ်မယ်မဖြစ်ရင် B က0ဖြစ်ပါမယ်။အပြန်အလှန်အားဖြင့်ဆိုရင် A 0တို့မဟုတ် B 0ဖြစ်တယ်ဆိုရင် A နဲ့ B မြောက်တာက0ရပါလိမ့်မယ်။ဒီကုံသတ္တိကိုအသုံးပြုပြီးတော့ညီမြချင်းတစ်ဖက်မှာ0ရှိပြီးတော့အခြားတစ်ဖက်မှာစာခွဲကိန်းပါဝင်တဲ့အခရညီမြချင်းများရဲ့အဖြေတွေကိုရှာလို့ရပါတယ်။ဥပမာတဲ့ x 3နဲ့ x 4ခွင်းလေးကိုမြှောက်တာက equal to 0ဆိုပြီးတော့ပေးထားရဲဆိုရင် x ရဲ့တန်ဖိုးကိုရှာပေးရပါမယ်။စာခွဲခင်းနှစ်ခုမြှောက်တဲ့အခါမှာ0ရထားပါရဲ့။ဒါဆိုရင် x 3က0ဖြစ်ရင်ဖြစ်ဒါမှမဟုတ် x 4က0ဖြစ်ရပါမယ်။ x 3 0ဆိုရင်ဒီရှိတော့ x ရဲ့ဖြစ်လို့ချင်းမြန်မြန်ချင်းတစ်ဖက်ကိုသွားတဲ့အခါမှာ x ရဲ့တန်ဖိုးက3ရမယ်။ဒါမှမဟုတ်ရင် x 4က0ဖြစ်တယ်ဆိုရင် +4 ကမြန်မြန်ချင်းဘက်တစ်ဖက်ကိုသွားမယ်ဆိုရင် x ရဲ့တန်ဖိုးက -4 ရပါမယ်။ပုံစံတွက်တက်က x x -4 ကို မြောက်တဲ့အခါမှာ0ကျထားပါရဲ့ဒါဆိုရင်စာခွဲကိန်းနှစ်ခုဖြစ်တဲ့ x ရဲ့ x-4 ရဲ့မြောက်တာက0ဒါဆိုရင် x က0ဖြစ်ရင်ဖြစ်မဖြစ်ရင် x-4 က0ဖြစ်ရပါမယ် x က0ဖြစ်ရင်ဖြစ်မဖြစ်ရင် x 4က0ဖြစ်ခဲ့ဆိုရင် x ရဲ့အဖြေက -4 ညီမြချင်းတစ်ဖက်ကိုသွားတဲ့အခါမှာ4ရပါမယ် ပုံစံသက်နှစ်1 over x minus 2 over 3တကွင်း3 over x plus 1 over 2တကွင်းဒီကွင်းနှစ်ခုကိုမြှောက်တဲ့အခါမှာ0ရရတယ်လို့ပြောထားပါတယ်။စာခွဲကိန်းနှစ်ခုကိုမြှောက်တဲ့အခါမှာ0ရရရဆိုရင် စာခွဲကိန်းတစ်ခုက0ဖြစ်ရပါမယ်။ဒါဆိုရင်1 over x minus 2 over 3က0ဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ်ရင်3 over x plus 1 over 2က0ဖြစ်ရပါမယ်။ 1 over x minus 2 over 3 are 0ဖြစ်တဲ့ဆိုရင်ဒီချက်တို့က minus 2 over 3ညီမြချင်းတစ်ဖက်ကိုသွားလိုက်တဲ့အခါမှာ1 over x က2 over 3နဲ့ညီပါရဲ့ဒါမှမဟုတ်ရင်3 over x plus 1 over 2 are 0ဖြစ်ခဲ့ရဆိုရင်1 over 2ကညီမြချင်းတစ်ဖက်ကိုသွားတဲ့အခါမှာ3 over x က -1 over 2နဲ့ညီသွားပါမယ် ။ဒါဆိုဒီ shell ကအိတ်ဆင်းရဲ့အဖြေတွေကိုရှင်းလိုက်တဲ့အခါမှာ h က3 over 2ရပါတယ်။ဒါမှမဟုတ်ရင်အိတ်ဆင်းအဖြေကိုရှင်းလိုက်မယ်ဆိုရင် h က -6 ရပါမယ်။အိတ်ဆင်းအဖြေက3 over 2ဖြစ်ရင်ဖြစ်မဖြစ်ရင် -6 ဖြစ်ရပါမယ်နော်။ Legend က4.2နံပါတ်3အောက်ပိုင်းညီများကြီးများကိုဖြည့်ရှင်းပါ။ နံပါတ်ခါခွေပုံစံလေးလေးလာကြည့်ကြအောင်နော်နံပါတ်ခါခွေပုံစံမှာဆိုရင်2 -1 တကွင်3 -7 တကွင်ဒီကွင်းနှစ်ခုမြောက်တဲ့အခါမှာ0ရရလို့ပေးထားပါတယ်ဒါဆိုရင်စာခွဲကိန်းနှစ်ခုမြောက်တဲ့အခါမှာ0ရရဆိုရင်စာခွဲကိန်းတစ်ခုက0ဖြစ်ရပါမယ်ဒါဆို2 -1 0ဖြစ်ရင်ဖြစ်ဒါမှမဟုတ်ရင်3 -7 က0ဖြစ်ရပါမယ် 2က -1 ကလာ0ဖြစ်ခဲ့ဆိုရင်ဒီ share ကအတန်မိုးရှာဖို့ကို1ကိုညီမြချင်းတစ်ဖက်ပို့လိုက်တဲ့အခါမှာ2က equal to 1ရပါမယ်။ဒါမှမဟုတ်ရင်3က -7 က0ဖြစ်ခဲ့ဆိုရင်အတန်မိုးရှာဖို့အတွက်ကို -7 ညီမြချင်းတစ်ဖက်ကိုပို့လိုက်တဲ့အခါမှာ3က equal to 7ရပါတယ်။ဒါဆိုရင်ဒီ share ကအတန်မိုးကိုလိုချင်တယ်ဆိုရင်အတန်မိုးက1 over 2ဖြစ်ရင်ဖြစ်မဖြစ်ရင်အတန်မိုးက7 over 3ဖြစ်ရပါမယ်။ အာဒမ်ဘိုးက1 over 2ဖြစ်ဖြစ်မဖြစ်ရင်အာဒမ်ဘိုးက7 over 3ကိုဒီချေတို့ကကင်းရောပြန်ပြောင်းလိုက်တဲ့အခါမှာ2 1 over 3ရပါတယ်နော်။နံပါတ်5ပုံစံလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်နော်။ 2x x 1 x equal to 0ဒီမှာဆိုရင်စာကွဲကိန်းက3ခုတောင်ပါပါ 2x ရဲ့ x 1ရဲ့ x 3ရဲ့ဒါဆိုရင်စာကွဲကိန်း3ခုမြောက်တဲ့အခါမှာ0ရရရဲ့ဆိုရင်စာကွဲကိန်းတစ်ခုက0ဖြစ်နေပါမယ်ဒါဆို 2x equal to 0ဖြစ်ရင်ဖြစ်မဖြစ်ရင် x 1 equal to 0ဖြစ်မယ်ဒါမှမဟုတ်ရင် x 3 equal to 0ဖြစ်ပါလိမ့်မယ်2 x က0ဖြစ်တယ်ဆိုရင်တော့ x တဘောက2ကညီမြချင်းဖက်ကိုသွားလို့စားလိုက်လဲ0ပဲထွက်ပါလိမ့်မယ်တကယ်လို့ x 1က0ဖြစ်ခဲ့ဆိုရင် x ကတန်ဖိုးလိုချင်း -1 ညီမြချင်းတစ်ဖက်ကိုသွားတဲ့အခါမှာ x ရဲ့တန်ဖိုးက1ဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်ရင် x 3 0ဖြစ်ခဲ့ဆိုရင် x တန်ဖိုးလိုချင်တယ်ဆိုရင်3ရဲ့ညီမြချင်းတစ်ဖက်ကိုသွားတဲ့အခါမှာ -3 ဖြစ်ပါလိမ့်မယ်။ဒါဆိုရင် x ရဲ့အဖြစ်က0ဖြစ်ရင်ဖြစ်မဖြစ်ရင်1ဖြစ်မယ်။ဒါမှမဟုတ်ရင် -3 ဖြစ်ပါလိမ့်မယ်နော်။နံပါတ်စာလုံးပုံစံလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်နော်။နံပါတ်စာလုံးမှာဆိုရင်4 ပြီးရင်1 over 3 minus 2 over 3อ่ะ0ဆိုပြီးတော့ပြီးထားပါတယ်။ဒီမှာဆိုရင်4က1 over 3 minus 2 over 3နဲ့မြှောက်ထားဆိုတော့တချို့ချေတော့ဝင်မြှောက်ပြီးလိုက်ပါမယ်เนาะ။ဒါဆိုရင်4 over 3 minus 8 over 3 equal to 0ဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချေတော့ထီတန်ဖို့ရှာကျင်နေဆိုရင်4 over 3ကညီမြချင်းတစ်ဖက်ကိုသွားပါမယ်။ဒါဆိုရင်4 over 3က8 over 3နဲ့ညီသွားပါလိမ့်မယ်เนาะ။ဒါဆိုဒီချေတော့ကထီတန်ဖို့လိုချင်နေဆိုရင်40က 24ရပါမယ်။ဒါဆို3ရက်တန်ဖိုးကဆက်စီရပါတယ်နော်။ပုံစံတူ၄ချိန်က4.2မှာဂျန်တဲ့ပုတ်ဆိုင်ကိုတွက်ကြည့်ကြပါမယ်နော်။4.3မတိကိန်းနှလုံးပါနှစ်ထပ်ကိန်းပါကိန်းတန်းညီမြချင်းများကိုဖြည့်ရှင်းခြင်းညီမချင်းတို့ခုမှပါဝင်တဲ့မတိကိန်းရဲ့အကြီးဆုံးထင်ညွန်ကနှစ်ဖြစ်တယ်ဆိုရင်ညီညီမချင်းကိုနှစ်သက်ကိန်းမှာကိန်းတန်းညီမချင်း quadratic equation လို့ခေါ်ပါတယ် နောက်ထပ်ဂိမ်းမှာဂိမ်းလဲညီများချင်းများရဲ့ရေပူရပုံစံက ax2+bx+c=0 ဖြစ်ပါတယ်။ဒီနေရာမှာဆိုရင် x ကဂိမ်းရှင်ဖြစ်ပြီးတော့ a b နဲ့ c တို့ကဂိမ်းတင်နေဖြစ်ပါတယ်။ပြီးတော့ a က0နဲ့ညီလို့မရပါဘူး။ဥပမာတဲ့အနေနဲ့ x square 2x 3 0ဆိုပြီးတော့ပေးထားပါတယ်။ဒါဆိုရင်ဒီချက်တော့ x ရဲ့အဖြေကိုရှာဖို့ဆိုရင် x square 2x 3ဆိုတာဘယ်စာခွဲကိန်းနှစ်ခုမြောက်ထားလဲဆိုတာအရင်ရှာပါမယ်။ဒါဆို x square 2x 3ကိုဒီချက်တော့စာခွဲကိန်းခွဲလိုက်တဲ့အခါမှာ x 3နဲ့ x 1ဆိုပြီးမြောက်ထားရပါ။ဒါဆို x 3တကွင် x 1တကွင်က0နဲ့ညီရဲဆိုရင် x 3က0ဖြစ်ရင်ဖြစ်မဖြစ်ရင် x 1က0ဖြစ်ရပါမယ်။ဒါဆို x 3က 0နဲ့ညီညီမယ်ဒါမှမဟုတ်ရင် x 1 0နဲ့ညီမယ် x 3ကတော့0နဲ့ညီခဲ့ဆိုရင် x ရဲ့တန်ဖိုးကိုလိုချင်နေဆိုရင်အဖြေက3ရပါမယ်အဲ့လိုပဲတကယ်လို့ x 1က0ဖြစ်ခဲ့ဆိုရင် x ရဲ့တန်ဖိုးလိုချင်ရင်1ညီမြန်ချင်းတစ်ဖက်ကိုသွားလိုက်တဲ့အခါမှာ -1 ရပါရဲ့နော် ဥပမာနဲ့ create square - 6x 0ဒီမှာဆိုရင်လည်း create square - 6ဆိုတာဘယ်စာကွဲကိန်းတွေမြောက်ထားလဲဆိုတာဒီချေတော့တွက်ကြည့်ကြအောင်နော် create square - 6အိမ်မှာကိန်းနှစ်ခုလုံးက3ရပ်ပါနေတဲ့အတွက်ကြောင့်မလို့ဒီချေတော့3ကိုပုံထုတ်လိုက်ပါမယ်ဒါဆိုရင် x square - 2x ပဲကျန်ပါမယ် create ကိုပုံထုတ်လိုက်ပြီးတော့3ကိုညီမြချင်း တစ်ဖက်မှာသွားပြီးစားတဲ့အခါမှာ0ကိုစားတဲ့အတွက်ကြောင့်မို့အဖေက0ပဲထွက်လာပါမယ်။ဒါဆိုရင် x2 2x 0ဒီမှာဆိုရင်လည်းနှစ်ဖက်လုံးမှာ x ပါနေတဲ့အတွက်ကြောင့် x ကိုပုံထုတ်လိုက်ပါမယ်။ဒါဆိုရင် x x 2 0ဆိုပြီးတော့ရပါတယ်။ဒါဆိုရင် 3 square 6ဆိုတာ8 x 2နဲ့မြောက်ထားရပါဒါဆို x က0ဖြစ်ရင်ဖြစ်မဖြစ်ရင် x 2က0ဖြစ်ရပါမယ် x က0ဖြစ်ဖြစ်ဓမ္မမှောက်ရင် x 2က0ဖြစ်ရမယ်ဆိုတဲ့အတွက်ကြောင့် x 2မှာ x ရဲ့ဖြစ်ကိုလိုချင်တယ်ဆိုရင် -2 ကညီမြချင်းတစ်ဖက်ကိုသွားလိုက်တဲ့အခါမှာ x 2ဆိုပြီးတော့ရပါရဲ့နော်ဥပမာ3ကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင် ။ဥပမာသုံးပါဆိုရင် 2x square 10x 3x 15ဆိုပြီးတော့ပေးထားပါရဲ့။ဒီမှာဆိုရင်ဒီချက်တို့ x ရဲ့တန်ဖိုးရှာဖို့အတွက်ကိုဒီလက်ရဘက်မှာရှိတဲ့ကိန်းလုံးတွေအကုန်လုံးကိုလက်ဝဲဘက်ကိုပို့ပေးလိုက်ပါမယ်။ ဒါဆိုရင် 2x2 10x 3x 15 to လဝရဘက်မှာဘာမှမကျန်ခဲ့တဲ့အတွက်ကြောင့်မလို့0ပဲရှိတော့ပါမယ်။ဒါဆိုရင် -10x နဲ့ -3x နဲ့ရှင်းလို့ရတဲ့အတွက်ကြောင့်ရှင်းလိုက်တဲ့အခါမှာ 2x2 13x 15 0ဆိုပြီးတော့ရပါတယ်။ 2x2 13x 15ကဘယ်စာခွဲကိန်းနဲ့မြောက်ထားလဲဆိုတာသိဖို့အတွက်ကိုဒီချက်တို့ကနှစ်သက်ကိန်းကြီးစာခွဲကိန်းနဲ့ခွဲကြည့်လိုက်တဲ့အခါမှာ 2x 3ရဲ့ x 5ရဲ့နဲ့မြောက်ထားအောင်တွေ့ရပါတယ်။ ဒါဆိုရင် 2x 3က0ဖြစ်ဖြစ်မဖြစ်ရင် x 5က0ဖြစ်ရပါမယ်။ 2x 3က0နဲ့ညီရဆိုရင် x တန်ဖိုးရဖို့အတွက်ကို -3 နဲ့ညီချင်းတစ်ဖက်ကိုသွားတဲ့အခါမှာ 2x 3ရပါတယ်။ဒါမှမဟုတ်ရင် x 5ဖြစ်ပါမယ်။ဒါဆိုရင် x ရဲ့တန်ဖိုးလိုချင်တယ်ဆိုရင် x ရဲ့ဖြေက3 over 2ဒါမှမဟုတ်ရင် x ရဲ့ဖြေက5 x ရဲ့ဖြေက3 over 2ဆိုရင်ကိန်းရောင်းပြန်ဖွင့်လိုက်တဲ့အခါမှာ x ရဲ့ဖြေက1 1 over 2ဆိုပြီးတော့ထွက်လာပါမယ်။ဒါမှမဟုတ်ရင် x ရဲ့ဖြေက5ပါ ဥမာသုံးရင်မှာဆိုရင်ဥမာသုံးရင်ပုံစံရင်ဖြစ်ရ11 over 2ဒါမှမဟုတ်ရင်5ဆိုပြီးတော့ရပါမယ်နော်ပုံစံတွတ်တဲ့ x2 12x 45 equal to 0ကိုဖြည့်ရှင်းပြီးတော့အဖြစ်မှန်မမှန်ချိန်ခန့်ရပါမယ်ဒါဆိုရင် x2 12x 45 equal to 0 x square minus 12 x minus 45 equal to 0မှာ x square minus 12 x minus 45ကဘယ်စာကွဲကိန်းနှစ်ခုမြောက်ထားလဲဆိုတော့သိချင်တယ်ဆိုဒီချက်လို့ဖြည့်ရှင်းလိုက်တဲ့အခါမှာ x minus 15သကွင်း x plus 3သကွင်းဆိုပြီးတော့ရပါတယ်။ဒါဆိုရင် x minus 15 က0ဖြစ်ရင်ဖြစ်မဖြစ်ရင် h 3က0ဖြစ်ရပါမယ် h 15က0ဖြစ်တယ်ဆိုရင် x ရဲ့တန်ဖိုးက15ပါဒါမှမဟုတ်ရင်เนาะ h 3က0ဖြစ်တယ်ဆိုရင် x ရဲ့တန်ဖိုးက -3 ရပါမယ်သူကအဖြစ်မှန်မှန်ပြန်ပြီးတော့ချိန်ခိုက်ထားတဲ့အတွက်ကြောင့်ဒီခြေရောကချိန်ခိုက်ရပါမယ်เนาะ တကယ်တော့ x ကဒါ15ဖြစ်ခဲ့ဆိုရင်ဒီချေတော့ကပေးထားတဲ့ equation မှာပြန်ပြီးတော့အစားထိုးမယ်ဆိုရင်15 square 12 multiply by 15 minus 45ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်15 square က225 12နဲ့15နဲ့မြောက်တာက180 45ကတော့45ဒါကိုဒီချေတော့ကရှင်းလိုက်တဲ့အခါကျရင်225ထဲကနေ180နှုတ်တာ45 45ထဲနဲ့45နှုတ်တဲ့အခါမှာအဖြေက0ရပါတယ်နော်။ တကယ်လို့ x က -3 ဖြစ်ခဲ့ဆိုရင်တော့ဒီချက်လို့ညီမချင်းနေမှာစားထုံးမယ်ဆိုရင် -3 the whole square -12 multiplying by -3 -45 -3 the whole square က9 -12 နဲ့ -3 နဲ့ပြောတာ +36 -45 ဆိုပြီးရပါတယ်9နဲ့36ပေါင်းတာ45 45တဲ့နဲ့45နှုတ်တဲ့အခါမှာ0ဆိုပြီးတော့ရပါတယ်เนาะဒါဆိုရင်ဒီချက်ရဲ့အဖြေကကိုင်ညီမှုရှိနေပါတယ် ဖွန်ဆန်သက်နှစ် pre x2 2 4 x 1 1 2ကိုဖြည့်ရှင်းပြီးတော့အပြည့်မှန်မှန်ပြန်ပြီးချိန်ခိုင်းခိုင်းတာပါတယ်ဒါဆိုရင်တီချာတို့ကကိန်းတွေကိုဝင်ပြီးတော့မြှောက်လိုက်ပါမယ် 3a² 6ဆိုပြီးတော့ရပါမယ်ပြီးရင်တော့11 over 2ကိုတီချာတို့ကကိန်းသူပြန်ဖွဲ့ပေးရပါမယ်ဒါဆိုရင် 3a² 6 4x 3 over 2ဆိုပြီးတော့ရပါတယ် ဒါဆိုဒီဘက်ခြံကိုတော့ဒီတိုင်းခဏထားထားမယ်ဒီဘက်ခြံလက်ရဘက်ကိုတော့တေချာလေးတေချာလို့ပြန်ပြီးတော့ရှင်းရမယ်ဆိုရင် 4x -4 နဲ့2နဲ့ကြည်ွားတဲ့အတွက်ကြောင့်မလို့တေချာလို့2နဲ့3နဲ့ပြန်မြောင်းရင်6ဆရာထားပါတယ်။ဒါဆိုတေချာတို့ကခုနလိုပဲအကုန်လုံးကိုလက်ဝဲဘက်ကိုခါတဲ့ပို့ပေးလိုက်ပါမယ်။ ဆိုလက်ဝဲဘက်ကိုပို့လိုက်တဲ့အခါမှာ 3x2 6 4x 6 0ဆိုပြီးတော့ရထားပါတယ်။ဒါဆိုရင်တီချက်တို့က -6 နဲ့ +6 ကကျင်းလို့ရတဲ့အတွက်ကြောင့်ကျင်းပေးလိုက်ပါမယ်နော်။ဒါဆို 3x2 4x 0ဆိုပြီးတော့ကျင်းပါတယ်။ဒါဆိုရင်နှစ်ဖက်လုံးမှာ x တွေပါနေတဲ့အတွက်ကြောင့် x ကိုပုံထုတ်လိုက်ပါမယ်။ဒါဆိုရင် x multiplying by 3x 4 0ဆိုပြီးတော့ရပါတယ်။ဒါဆိုရင် x က0ဖြစ်ရင်မဖြစ်ရင် 3x 4က0ရပါမယ်။ ဒါဆိုရင် x က0ဖြစ်ဖြစ်မဖြစ်ရင် create equal to 4ဖြစ်ရပါမယ် create equal to 4ဒီခြေတော့ပြီးအောင် session မယ်ဆိုရင် x က0ဖြစ်ဖြစ်မဖြစ်ရင် x က4 over 3ရပါမယ်4 over 3ကိုဒီခြေတော့ကင်းရောပြန်ဖွင့်လိုက်မယ်ဆိုရင်တော့ x ရဲ့အဖြစ်က1 1 over 3ပါဒါဆိုရင်ဒီပုံစံသွက်နှစ်ရဲ့အဖြစ်က x ရဲ့အဖြစ်က0ဖြစ်ဖြစ်မဖြစ်ရင် x ရဲ့အဖြစ်က 1 over 3ဖြစ်ရပါမယ်ဒါဆိုရင်ဒီချက်တို့ကိုအပြည့်မှန်မှန်မှန်ပြန်ပြီးချိန်ခိုက်ထားရတဲ့အတွက်ကြောင့်ချိန်ခိုက်ကြည့်ကြရအောင်နော်။တကယ်လို့ x ရဲ့အဖြေက0ဖြစ်တယ်ဆိုရင်ဒီချက်တို့ကလက်ဝဲဘက်မှာအရင်အစားထိုးလိုက်ပါမယ်။ဒါဆိုလက်ဝဲဘက်မှာဒီချက်တို့က0ကိုအစားထိုးလိုက်တယ်ဆိုရင်3 0 2 2ဆိုပြီးရပါတယ်။ဒါဆိုရင်0 2က0 0နဲ့ -2 နှုတ်တော့ -2 ဒါဆိုရင်3 multiply by -2 ဆိုပြီးရပါတယ်။ 3နဲ့ -2 ကိုမြှောက်တဲ့အခါမှာ minus 6ရပါတယ်။ lower ဘက်အစားထိုးပြီးရင်တော့လက်ရဘက်ကိုစားထိုးကြည့်ကြအောင်နော်။လက်ရဘက်မှာဆိုရင်တော့ဒီချက်တို့က0ကိုစားထိုးလိုက်တဲ့အခါမှာ4 multiply by 0 minus 1 1 over 2ဆိုပြီးတော့ရပါတယ်။0ထက်ကနေ minus 1 1 over 2နှုတ်ရင် minus 1 1 over 2ပဲရမယ်။ minus 1 1 over 2ကိုဒီချက်တို့ကကင်းရောပြောင်းလိုက်တဲ့အခါမှာ4 multiply by minus 3 over 2ဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချက်တို့က2တွေကိုချင်းလို့ရတဲ့အတွက်ကြောင့်မချင်းလိုက်မယ်နော်။212 224 4ဆိုပြီးတော့ရပါတယ်2နဲ့ minus 3နဲ့မြှောက်တဲ့အခါကျရင်တော့ minus 6ရပါတယ်ဒါဆိုရင်လက်ဝဲဘက်နဲ့လက်ရဘက်ကကိုက်ညီမှုရှိတဲ့အတွက်ကြောင့်မလို့ဒီချေလို့ရဲ့အဖြစ်ကကိုက်နေပါတယ်နော်တကယ်လို့ x equal to 4 over 3ဖြစ်ခဲ့ဆိုရင်ဒီချေတို့ကဖြေးမှန်မှန်ချိန်ကိုက်ဖို့အတွက်ကို လက်ဝဲဘက်ကိုယင်စားထိုးကြည့်ပါမယ်နော်လက်ဝဲဘက်ကိုအစင်းယင်စားထိုးလိုက်တဲ့အခါမှာ3 4 3 the whole square 2ဆိုပြီးတော့ရပါတယ်4 3 the whole square က16 over 9 16 over 9ထက်ကနေ2နှုတ်တာအရင်ရှင်းမယ်ဆိုရင်ဒီချက်တော့အပိုင်းကြီးညှိပြီးတော့ရှင်းလိုက်ပါမယ်ဒါဆိုရင်3 multiply by 16 18 over 9ဆိုပြီးတော့ရပါတယ်16နဲ့ကနေ18နှုတ်တာက -1 over 9 -1 over 9ကို3နဲ့မြှောက်လိုက်တဲ့အခါမှာအဖြေက -2 over 3ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်လက်ရဘက်ညီမချင်းမှာလည်း4 over 3ကိုအစားထုတ်လိုက်ပါမယ်။ဒါဆိုရင်လက်ရဘက်ညီမချင်းမှာ4 over 3ကိုအစားထုတ်လိုက်တဲ့အခါမှာ4 4 over 3 -1 1 over 2ဆိုပြီးတော့ရပါတယ်။1 1 over 2ကိုဒီချေတော့ကင်းရောက်ဖွဲ့လိုက်မယ်ဆိုရင်4 4 over 3 -3 over 2ဆိုပြီးတော့ရပါတယ်။ဒါဆိုရင်ဒီချေတော့ပိုင်းချင်းညှိပြီးတော့နှုတ်ပေးလိုက်မယ်ဆိုရင်4 multiplying by 8 minus 9 over 6ဆိုပြီးတော့ရပါတယ်။8ထဲကနေ9ထုတ်တာက minus 1 minus 1 over 6ကို4နဲ့မြှောက်လိုက်မယ်ဆိုရင် minus 2 over 3ဆိုပြီးတော့ရပါတယ်။ဒါဆိုရင် minus 2 over 3ကလက်ဝဲဘက်မှာရောလက်ရဘက်မှာရောကိုက်ညီမှုရှိနေတဲ့အတွက်ကြောင့်လက်ဝဲဘက်နဲ့လက်ရဘက်ညီနေတဲ့အတွက် teacher တို့ရဲ့အဖြေကမှန်ပါရဲ့နော်။ပုံစံသွတ်တော့ x2 10x + 18 = 0ကိုဖြည့်ရှင်းပါ ။ဒါဆိုရင်ဒီခြေတို့က x2 10h + 18ကဘယ်စာခွဲကိန်းနေမြောက်ထားလဲဆိုတာသိဖို့အတွက်ကိုနှစ်ထပ်ကိန်းဒီစာခွဲကိန်းခွဲနေနဲ့ဖြည့်ရှင်းပါမယ်။ဒါဆိုရင် x ရဲ့မြောက်ပေါ်ကိန်းဖြစ်တဲ့သန်းကိုဒီခြေတို့ကတဝက်ဝက်ပါမယ်။ဒါဆိုရင်သန်းကိုတဝက်ဝက်တဲ့အခါမှာ5ရရယ်။ဒါဆိုရင်ဒီခြေတို့က x2 10h မှာ 5 square ကိုတစ်ခါပေါင်းမယ်ဒါဆိုမူလကိန်းတန်းပြန်ရဖို့အတွက်ဆိုရင်5 square ကိုတစ်ခေါက်ပြန်လှုပ်ပေးရပါမယ်ဒါဆိုဒီချက်တို့က x square 10x 5 square ဆိုတာကြတော့ x 5 the whole square နဲ့ညီပါမယ် +18 -5 square က25 -25 နဲ့ +18 လက္ခဏာမတူတဲ့အတွက်နှုတ်လိုက်တဲ့အခါမှာဆိုရင် -7 ရပါတယ်။ဒါဆိုရင်ဒီချက်တို့က x -5 the whole square -7 equal to 0ဆိုပြီးရထားပါတယ်။ဒီမှာဆိုရင်နှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားတဲ့ပုံစံပြောင်းဖို့ဆိုရင်7ဆိုတာဘယ်ကိန်းနှစ်ထပ်မြောက်ထားရလဲလို့သိချင်တယ်ဆိုရင်7က root 7 ်နှစ်ခါမြောက်ထားရပါဒါဆိုရင် x 5 the whole square - root 7 the whole square equal to 0ဆိုတာ x 2 - y 2ပုံစံနဲ့တူတဲ့အတွက်ကြောင့်ဒီချက်တော့အပေါင်းအသင်းအနှုတ်အသင်းပြောင်းပြီးရေးလိုက်ပါမယ်ဒါဆိုရင် x 5 - root 7တဲ့ကွင် x 5 + root 7တဲ့ကွင်ဒါဆိုရင် x 5 - root 7 equal to 0ဖြစ်ရင်ဖြစ်မဖြစ်ရင် x 5 + root 7 0ဖြစ်ရမယ် ဒါဆိုဒီ share ကအိတ်ဆက်တံပိုးလိုချင်ညီမြချင်းတစ်ဖက်ကိုရွှေ့တဲ့အခါမှာအိတ်ဆက်အဖြစ်အ5 + root 7ဖြစ်ရင်ဖြစ်မဖြစ်ရင်အိတ်ဆက်အဖြစ်အ5 - root 7ဖြစ်ရပါမယ်နော်ပုံစံတူလေ့ကျင့်ခန်း4.3မှာတင်းနဲ့နှစ်ကတွက်ကြည့်ပါမယ်နော်ပုံစံတွက်လေး ။ Thomas Dugan ဘုံ အခန်းတစ်ခုရဲ့ကျန်းပြင် area က144 student ပေဖြစ်တဲ့အခန်းရဲ့အလျားကအနန္တဆယ်ပေပိုရှိတော့အခန်း E အလျားနဲ့အနန္တကိုရှာခိုင်းတာပါပဲ။ဒီမှာဆိုရင် အခန်းရဲ့အလျားဒီအနန္တဆယ်ပေပိုရှိရလို့ပြောတဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကအခန်းရဲ့အနန္တကို HP လို့ထားလိုက်ပါမယ်။ဒါဆိုရင်အခန်းရဲ့အလျားကဆယ်ပေပိုရှိနေတဲ့အတွက်ကြောင့်မလို့ H မှာထန်းပေါင်းပေးလိုက်ပါမယ်။ဒါဆိုရင် H+ ထန်းပေဆိုပြီးတော့ရပါမယ်နော်။ ပုံစံအရကြည့်လိုက်မယ်ဆိုရင်အခန်းရဲ့ချမ်းပြင် area က144 student ပဲဖြစ်တယ်လို့ဒီချေတို့ပေးထားပါတယ်။ဒါဆိုရင်ပုံစံအရဒီချေတို့ကအခန်းရဲ့ချမ်းပြင် area ဒေါမန်စုကံပုံဖြစ်နေတဲ့အတွက်ကြောင့်ဒေါမန်စုကံ area ကိုလိုချင်တယ်ဆိုရင်အလျားနဲ့အနံကိုမြှောက်ပေးရပါမယ်။ဒါဆိုရင်ခန်းရဲ့အနံက x ထားထားရင်အလျား x+10 ထားထားရင်ဆိုတဲ့အတွက်ကြောင့် x နဲ့ x+10 ကိုမျှောက်လိုက်တဲ့အခါမှာ ေးထားတဲ့တန်ဖိုး144နဲ့ညီပေးရပါမယ်เนาะဒါဆို x ကတီချယ်တို့ဝင်မြောက်လိုက်မယ်ဆိုရင် x2 10x 144ဒါဆိုရင် x ရဲ့တန်ဖိုးရှာဖို့အတွက်ဆိုရင်တီချယ်တို့က144ကိုညီမြချင်းလက်ဝဲဘက်ကိုပို့ပေးလိုက်ပါမယ်ဒါဆိုရင် x2 10x 144လက်ရဘက်မှာတော့ဘာမှမကျန်ခင်တဲ့အတွက်ကြောင့်မလို့0နဲ့ညီပေးရပါမယ်ဒါဆို x2 10x 144ဆိုတာဘယ်စာခွဲကိန်းတွေခွဲထားရလဲဒီပို့တော့နှစ်သက်ကိန်းတိစာခွဲကိန်းသုံးပြီးတော့ ဖြည့်ရှင်းလိုက်တဲ့အခါမှာ h - 8နဲ့ h + 18ရဲ့မြောက်ထားကိုတွေ့ရပါတယ်။ဒါဆိုရင် h - 8ရဲ့ h + 18ရဲ့0နဲ့ညီသွားပါမယ်။စာခွဲကိန်းနှစ်ခုကမြောက်နေရင်0ရထားရဆိုတဲ့အတွက်ကြောင့် h - 8က0ဖြစ်ရင်ဖြစ်မဖြစ်ရင် h + 18က0ဖြစ်ရပါမယ်။ x minus 8က0ဖြစ်တဲ့ဆိုရင် x ရဲ့တန်ဖိုးကိုလိုချင်တယ်ဆိုရင် minus 8ကညီမြချင်းတစ်ဖက်ကိုသွားလိုက်တဲ့အခါမှာ x ရဲ့အဖြေက8ဖြစ်ပါမယ်။ဒါမှမဟုတ်ရင် x plus 18က0ဖြစ်တဲ့ဆိုရင် ့18ကညီမချင်းတစ်ဖက်ကိုသွားတဲ့အခါမှာ x ရဲ့အဖြစ်က -18 ဖြစ်ပါတယ်။ဒါပေမဲ့အတိုင်းတိုင်းကိုဒီချက်လိုတိုင်းတာရဲ့ဒီချက်လိုတိုင်းတာတဲ့အခါမှာအလှည့်ရရဲ့အနှုံနဲ့ထွက်တယ်ဆိုတာမရှိပါဘူး။ဒါကြောင့်မလို့ဒီချက်လိုရဲ့အခန်းရဲ့အနံက8ပေပဲဖြစ်ပါမယ်။ဒါဆိုရင်အခင်းအနံကိုရရဆိုရင်အခင်းအလှရလည်းရှာလို့ရပါပြီအခင်းအလှရကအခင်းအနံသက်ဆက်ပြီးပိုရှည်ရဆိုတဲ့အတွက်ကြောင့်ဒီချက်တော့8 10 18ပေရပါတယ်နော်ဒီနေ့တင်တဲ့သင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်